ခင်ဗျာအခုဒီတပတ်တွဲဆုံမြန်မာမှာကျွန်တော်တို့ဖိတ်ကြားထားတာတော့ဦးကြည်နဲ့တရားလွှတ်တော်ရှင်းနေမြန်မာနိုင်ငံရှင်းနေများကိုရက်ကဖြစ်ပါတယ်ဆရာခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကျင်တာတော့ဥပဒေပုံမှန်129 128ပေါ့နော်အထူးသဖြင့်ဥပဒေနဲ့မညီတဲ့လူစုလူဝေးကိုဖြိုခွဲတဲ့အုံပြုဖို့ဆိုပြီးလှုပ်ထားတဲ့ဥပဒေပေါ့အခုဟိုတလောကမကြခင်မှာဖြစ်ခဲ့တဲ့လောက်သမားတပိတ်ထောင်သားတပိတ် ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်တို့အရက်ဝက်လူတချို့ဒီတာဝင်တို့လုံချုံရေးတို့အဲ့လိုလက်ပတ်တွေနဲ့ဝင်ရောက်ဖြိုခွင်းခဲ့တဲ့အခါမှာဒီဟာကိုဟိုတချို့အဲ့တော့ဒီတိုင်းဒေသပြည်နယ်အစိုးရတွေကကိုယ့်အကူလှုပ်တယ်ဥရက်တို့ကိုယ်တိုင်ပြောခဲ့ပါတယ်သူတို့ကိုယ်တိုင်လှုပ်ခဲ့တယ်အဲ့လိုပဲမနေ့ကရန်ကုန်တိုင်းဝင်ကြီးချက်မနေ့ကရှေ့ရနေရပါနော်ဥမြင့်ဆွေကလည်းဒီကျွန်တော်တို့88ငိမ့်ငိမ့်ငိမ့်နဲ့ပွင့်လင်းလူပွဲစီတွေ့တဲ့အခါမှာဥပဒေအရ လှုပ်ဆောင်ခဲ့ပါတယ်ဆိုတော့ဆရာကိုကျွန်တော်တို့ဒါဥပဒေပညာရှင်တယောက်ရှင်းနေတယောက်အနေနဲ့ဒီဟာဟာတကယ်တမ်းဥပဒေအရာခွင့်ပြုတာလားနောက်ပြီးတော့ဥပဒေခွင့်ပြုရင်ဘလို့အခြေအနေမှာခွင့်ပြုတာလဲဒီဟာနဲ့ပတ်သက်လို့ဘာတွေဖြစ်နေလဲဆိုတာလေးကိုဒီနေ့နည်းနည်းတစ်ချက်လောက်ဆရာရှင်းပြပေးပါလားခင်ဗျာကျွန်တော်တို့9ရက်3လကျွန်တော်2015နေ့မှာကျွန်တော်ရှင်းနေမြာကွန်ရဲ့အစီအွေကျွန်တော်တို့ထိုင်ပါတယ်အစီအွေအမှတ်စဉ်9ပါအဲ့ဒီအစီအွေမှာကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးပြပါတယ် အဲ့တော့အဲ့ COA ဆုံးဖြတ်ချက်အရာဒီနေ့လည်းပဲကျွန်တော်တို့ကြင်ကြာချက်အမှတ်3/2015ထုတ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ចောင်းသားတပိတ်အားအကျန်းမဖက်ရန်ဆန္ဒပြနေသူများအားရန်ကုန်မြို့တော်ခမ်းမရှိတွင်အစိုးရဘက်မှအကျန်းဖက်နှိမ်နှင်းကြီးအားအပြင်းထန်ကတ်ကွက်ကောင်ကြင်ညာချက်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ပဲထုတ်လိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အချက်၄ချက်ပါပါတယ်ဆန္ဒပြငယ်ရွယ်ငယ်ရွယ်တဲ့ចောင်းသူចောင်းသားများနဲ့ထောက်ခံသူတွေကိုပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်128ကိုညှို့ပြီးတော့ ကျုံရနေရာမှာခေါ်လာတဲ့လူရန်ကားတွေကိုတာဝန်ဆိုပြီးလက်ပတ်အနီးများပတ်ထားစီပြီးတော့ကိုဒီလက်ရောက်အချမ်းဖက်ချင်းခါဥပဒေကိုအလွဲသုံးစားပြုအားရောက်ပါတယ်။နောက်အဲ့ဒီဥပဒေဟာ1898ခုနှစ်မှာနယ်ချက်ကိုလိုနီခက်ကဥပဒေဖြစ်ပြီးတော့ဒီလို တလွဲသုံးရရည်ရန် ပြတ်ထန်းခဲ့ခြင်းမဟုတ်ပါဘူး။လူတို့အကူအညီကိုစနစ်တကျသုံးစွဲရန်ပြတ်ထန်းခဲ့ခြင်းသာဖြစ်ပါတယ်။လူလူတွေကရိုးသား၍နိုင်ငံ သားကောင်းများကိုနိုင်ငံအတွက်အကူတောင်းခံခြင်းမျိုးမဟုတ်ဘဲနဲ့အခုခါမှာတီးတန့်စွမ်းအားရှင်အမိခံကြီးစားလူမိုက်လူရန်ကားများကိုခေါ်သုံးခဲ့ခြင်းဖြစ်လို့ဥပဒေနဲ့မညီတဲ့အကြောင်းကိုကျွန်တော်ပြောကြားလိုပါတယ်။ဒါကြောင့်မလို့အဲ့ဒီလိုတာဝန်လက်ပတ်ပတ်ထားတဲ့လူရန်ကားတွေဟာပြည်မှုဆိုင်ရာကျေထုံဥပဒေပုံမှန်128ပါလူထုမဟုတ်တဲ့အတွက်ကြောင့်မလို့ပြည်မှုဆိုင်ရာကျေထုံဥပဒေပုံမှန်132မှာပေးအပ်ထားတဲ့ တာဝန်ပေးတဲ့ခါမှာလှုပ်ရခြင်းကိုတရားဆွဲဆိုခြင်းမှာကင်းလွတ်ခွင့်ရထိုက်စေရမယ်ဆိုတဲ့ဥပဒေပြိုင်ဆိုင်နဲ့မကိုက်ညီတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့ဒီလူရန်ကားတွေကိုနစ်နာသူဘသူကမဆိုတရားဆွဲဆိုရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပုံမှန်132ဆိုတာကတော့နည်းနည်းလေးတကယ်တာဝန်ပေးထားရင်တော့သူတို့မှဟုတ်တယ်ဒီလိုအခြေအနေမှာလောက်ပိုင်းပြည့်ပါအဲ့ဒါလေးလည်းနည်းနည်းရှင်းပြပေးပါဦးဟုတ်ကဲ့ပြီးတော့မှအဲ့ဒါနဲ့သူတို့ကဘလို့မကိုက်တာလဲဆိုတာလေးလည်းရှင်းပြပါအောင်ကြည့်ဟုတ်ကဲ့ပုံမှန်132မှာနိုင်ငံတော်သမ္မတကြီးအခွင့်မရှိပဲ ဤအခန့်အရာဆောင်ရွက်ရရောက်တော့မြည်သည့်လှုပ်ဆောင်ချက်အတွက်မဆိုမြည်သူတယောက်ကိုမျှမြည်သူတူတယောက်ကိုမျှရာစုတရားယုံတယုံနဲ့တရားဆွဆုပ်ခွင့်မရှိစေရာထို့ပြင်ဂါကြီးလိုက်နာရန်တာဝန်ရှိစီအမိန့်တစုံတရာကိုလိုက်နာ၍လှုပ်ဆောင်ခဲ့သည့်လက်အောက်အရာရှိသို့မဟုတ်တပ်မတော်သားသို့မဟုတ်စေစနာဝန်တူတယောက်မြည်သူကိုမျှဆိုခဲ့သည့်အတိုင်းဆောင်ရွက်သည့်ပြစ်မှုအတွက်ပြစ်မှုကျူးလွန်စွာမမှတ်စေရစီရာလို့ဒီလိုပြတ်ထားမှာတရားသုံးတဲ့ပြစ်မှုမှာကင်းလွတ်ခွင့်ပေးတာတဲ့ဟုတ်ပါတယ်ဟုတ်ပါတယ် ုတ်ပဲ128အရာတကယ်စစ်မှန်တဲ့လူဒုဆိုလို့ရှိရင်တော့132အရာကင်းလုတ်ခွင့်ပေးထားတယ်အခုဥစ္စာက128အရာလူဒုမဟုတ်ဘူးအဲ့ဒီဥပဒေကပေးထားတဲ့လူမျိုးတွေအဲ့ဒီမှာ128မှာဟုတ်လားအခါကြီးငွေပေးပြီးတော့ဟလာဒီလူဒုတရားလူတွေကိုဘယ်သူမှဆိုအခါကြီးငွေပေးပြီးတော့ရိုက်နဲ့ဖမ်းဆီးနိုင်တယ်ရိုက်နိုင်တယ်လှုပ်ချင်အောင်လှုပ်နိုင်တယ်ဆိုတော့အာနာပေးမထားဘူး ဒါကြောင့်မလို့128ကိုဖွင့်ဆိုတဲ့နေရာမှာလိုချင်စလို့ဖွင့်လို့မရဘူးဥပဒေအရရိုးရိုးရှင်းရှင်းလေးဖွင့်တဲ့အတိုင်းပဲဥပဒေပိုင်းပိုင်းလုပ်ရမယ်ထပ်ဆင့်ကုန်ပြီးတော့မိမိလှုပ်ချင်တာလှုပ်တယ်လို့လှုပ်လို့မရပါဘူးဟုတ်ကဲ့ခင်ဗျာအခုဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်မကြခင်ကနစ်နာသွားတဲ့လူတွေကျွန်တော်တို့၄ရက်၅ရက်ပေါ့နော်လှုပ်သမားတပိတ်ကျွန်တော်တို့ဟိုဖြုတ်ခွဲခံရတဲ့အခုတည်းကအဖန်ခံရတော့မယ်သူတို့ဆိုရင်လည်းတော်တော်လေးကိုရိုက်နှက်ခံပြီးတော့အဲ့လိုပဲចောင်းသားတွေလည်းဒီကျွန်တော်တို့မြို့တော်ခမ်းမချင်းမှာ ်ပြန်နေကြတယ်အဲ့လူတွေအနေနဲ့ဘလို့ပုံမှန်နဲ့ပြန်ပြီးတော့တရားဆွဲဆိုနိုင်လဲတရားဆွဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရှိနေမြောက်ကွန်ရက်ကဖွဲရဘာတွေမြောက်ကွန်ကြီးဆောင်ပေးမလဲဆိုတာသိပြရစီခင်ဗျာအခုဒီအကျန်းဖက်မှုနဲ့ပတ်သက်လို့ပြစ်မှုမြောက်တယ်လို့ကျွန်တော်တို့ကတွေးရှိတာတွေကတော့323ကိုဒီတရားလုတ်တယ်324ရိုက်တတ်တယ်ထိပိုက်တယ်နောက်တစ်ခါ290လေးဆဲဆူတာတွေဖြစ်တယ်350လေးကာယအိမ်နေပြအောင်လုပ်တာတွေရှိတယ်အဲ့ဒီနေရာမှာ324 294 354ဒီကတော့ရဲအရေးပိုင်တဲ့အမှုတွေဖြစ်တယ်။ရဲအရေးပိုင်တဲ့အမှုတွေဖြစ်တယ်အောင်မလို့နစ်နာသူမြည်သူကမဆိုရဲစခန်းမှာသွားပြီးတော့တက်ဆိုင်ရာရဲစခန်းမှာအမှုသွားပြီးဖွင့်နိုင်ပါတယ်။ဒါတိချက်ပဲတက်ဆိုင်ရာရဲစခန်းဆိုတဲ့နေရာမှာအဲ့ဖြစ်ပွားတဲ့နေရာတွေကကြောက်တရားပိုင်ဆိုရင်ကြောက်တရားဖွင့်ပေါ့ဗျာ။ဒဉင်းကုန်းမှာဖြစ်ပေါ်နေတဲ့ဒဉင်းကုန်းပိုင်မျိုးကဖွင့်ပေါ့။အဲ့တော့320လုံးအမှုမျိုးကြတော့ရဲအရေးမပိုင်လဲကြောင့်ဥတိုင်းလျှောက်ထားလို့ရပါတယ်။ဒါတက်ဆိုင်ရာနစ်နာသူတွေကိုယ်တိုင်ဆောင်ရမယ်အလုပ်တွေဖြစ်ပါတယ်။ နောက်တစ်ခါအဲ့ဒီသူတွေကိုဘယ်သူတွေကအကူအညီပေးနိုင်လဲမြန်မာနိုင်ငံရှင်းနေကိုရက်နဲ့ဒီကွာတခြားရှင်းနေရှင်းရတွေကဘယ်လိုအကူအညီပေးနိုင်လဲဆိုလို့ရှိရင်အဲ့ဒီလိုဂါဂန်ရှင်းနေအမှုဖွင့်ပြီးဆိုလို့ရှိရင်သူထုံးစံအရာတော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ပြဋ္ဌာန်းချက်ကတော့အစိုးရရဲ့နိုင်ငံတော်အစိုးရခန့်ထားတဲ့ဥပဒေအရာရှိတွေကနေရုံးချင်မှလိုက်ပေးရပါမယ်ကျွန်တော်တို့မြန်မာနိုင်ငံရှင်းနေကိုရက်အနေနဲ့ကတော့အဲ့ဒီဥပဒေအရာရှိနေတဲ့တွဲဖက်ပြီးတော့သူတို့ရဲ့ခွင့်ပြုချက်အရာကျွန်တော်တို့ကလိုက်ပေးလို့ရပါတယ် ဒီเจ้าနဲ့ပတ်သက်လို့ကျွန်တော်တရားလွှတ်တော်ရှိနေဥအောင်သိရလဲပဲသူအတိလင်းမြန်မာနိုင်ငံရှိနေကိုရက်ကိုအကူအညီတောင်းရင်လိုက်ပါပါမယ်လို့ဥအောင်သိကိုယ်တိုင်လည်းပဲလို့ကမ်းလှမ်းထားတာရှိပါတယ်ကျွန်တော်လည်းဒီသဘောတရားရှိပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအခုဒီကာလာကတော့ကျွန်တော်တို့ဟိုမတင်တတ်မှုတွေကိုအထွေထွေတပိတ်တွေများတဲ့ကာလပါနော်လောက်တပတ်တပိတ်ကျွန်တော်တို့ဒီတောင်းတတပိတ်တွေရှိသလိုမကြခင်လဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်ပါတယ်။နောက်ဘုံမာပြည်ရဲ့အခြေခံဥပဒေမှာလည်းအခြေခံဥပဒေပုံမှန်တေ354ကာကြီးမှာလည်းကျွန်တော်တို့လွတ်လပ်စွာဆန္ဒပြခွင့်ကိုကျွန်တော်တို့အခြေခံဥပဒေနဲ့ကာကွယ်ပေးထားပါတယ်။ အဲ့ဒီလိုဟာတွေကိုများရှေ့လျှောက်ထပ်ပြီးတော့ဆွမ်းလိုဖြိုခင်းမှုတွေဖြစ်လာမယ်ဆွမ်းကဒီကျွန်တော်တို့ဒီလူစုလူဝေးနဲ့လူစုခွဲခွင့်ရှိတယ်ဆိုတော့ပုံမှန်မျိုးနဲ့ပြန်ပြီးတော့ပြန်ပြီးတော့တုံးပြီးဆွဲထုတ်လာမယ်ဆိုရင်ဘယ်လိုမျိုးပြန်လုပ်ဖို့ဆရာတို့ဥပဒေပညာရှင်တယောက်တွေနဲ့အကြံပေးလို့ပါလဲခင်ဗျာကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဥယျာထုတ်ကိုနိုင်ကလည်းပဲဒါတွေနဲ့ပတ်သက်လို့သူတို့ပြည်တော်စုအစိုးရမသိဘူးဒါတွေကတိုင်းဒေသကြီးအစိုးရလုပ်တာဒါနဲ့ပတ်သက်လို့မကျေနပ်ရင်တရားစွဲပါလို့သူတို့ကအဲ့လိုဖွင့်ပေးထားတာရှိပါတယ် အသူကရင်ကဒါအစ်မင်းနဲ့ဒါဘုံကြီးကပြောတာပါအဲပြောရင်ရှိတာပါအဲအဲ့တော့မလို့အဲကျွန်တော်တို့ဟာဒါရီယာသူတို့ကိုယ်တိုင်ဥပဒေနဲ့မညီရင်အမှုဖွင့်ပါလို့ပြောထားတဲ့အကြောင်းမလို့တက်ဆင်ဟာနစ်နာတဲ့လူတွေကလည်းအမှုဖွင့်ုံပဲရှိပါတယ်ခင်ဗျာအဲ့ဒါကကျွန်တော်တို့ဥပဒေနဲ့အညီဖြစ်တာပဲခုနကပြောလို့ကျွန်တော်တို့လည်းပဲဒီလိုဟာမျိုးတွေဆက်ဖြစ်လာမှာပေါ့အလွန်စိုးရင်ပူပန်ပါတယ်ဒါကြောင့်မလို့ဒီလိုဟာမျိုးတွေဆက်မဖြစ်စေချင်ပါဘူးဒါအောင်ကျွန်တော်တို့ကြင်ကြဲထုတ်ရတာလေဒီကြောင့်ကျွန်တော်တို့ကြင်ကြဲထုတ်ရတာပါ ဟုတ်ကဲ့ခင်ဗျာတခါကျရင်ဘုံမပြအုပ်လေးကြလေတခုကခွင့်ပြုလိုက်တခုနဲ့ဟိုနေတခုကကြတော့ပြန်ပြီးတော့ဟိုလုတ်ပိုင်ခွင့်ရှိတယ်လို့မျိုးဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့သတင်းတောက်တွေနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့သတင်းမီဒီယာများဥပဒေပုံမှန်ခွင့်နဲ့မှာသတင်းမီဒီယာတွေကဒီကျွန်တော်တို့ဟိုစစ်မှတ်ရေးရာတို့အရေးခင်းတို့အထူးကိုုံတို့မှာသွားပြီးတော့သတင်းယူခွင့်ရှိတယ်ပြီးလို့ချင်းအဲ့ချိန်မှာဟိုသတင်းမီဒီယာသုံးတဲ့အတန်အတန်ဖန်ဆက်တို့ကင်မရာတို့ကိုလည်းသုံးခွင့်ရှိတယ်သုံးခွင့်မရှိဘူးရဲအရေးပန်လည်းကာကွယ်ပေးမယ်တကယ်တမ်းလက်တွေမှာအဲ့လိုမဖြစ်ပါဘူး ဲ့ဒါမျိုးတွေဒါပေမဲ့ခက်တာအဲ့လိုမပင်းဘာလုပ်မယ်ဆိုတဲ့ဟာမပါပါဘူးခင်ဗျာအဲ့ဒါနဲ့ပတ်သက်လို့ကနည်းနည်းတော့ဟိုဒီဘုံမတည်းရဲ့ဥပဒေတွေရဲ့အခြေအနေပေါ့နော်ဥပဒေရအကာအကွယ်ပေးတာတကယ်ပဲရနေတာလားဘယ်လိုဟာကိုပေးပြီးတော့ဘယ်လိုဟာကျတော့မပေးတာလဲဆိုတဲ့ဥပဒေချူတောင်းလေးကတစ်ချက်တော့သုံးသပ်ပြပါအောင်ခင်ဗျာအဲ့ဒါကတော့ဒီလိုရှိတယ်ဗျာဒီဥပဒေတွေထွက်သတင်းမီဒီယာဥပဒေထွက်လာတာကတော့သတင်းတောက်တွေအပေါ်မှာဟလာလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဟလာဆိုတာဟို အကာအကွယ်ပေးရတော့ရောက်ပါတယ်အဲ့တော့သတင်းတောက်တွေကလည်းဒါနဲ့ပတ်သက်လို့ငါတို့မှဒီဥပဒေရှိနေပါတယ်ဆိုတဲ့အခါမှာအလုပ်လုပ်တဲ့အခါရေယွန်းလှုပ်လာနိုင်ပါတယ်ဒါကတော့ကောင်းတဲ့ဥစ္စာပါပဲသို့တော်လည်းဒီဥပဒေကိုချိုးဖောက်ရင်အဲဒီဥပဒေကိုအတိုင်းမလုပ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့အမြဲတမ်းအစိုးရတွေဟာတကွက်ချန်ထားတာပါအမြဲတမ်းတကွက်ချန်ပါတယ်တကယ့်ကိုဒီမိုကရေစီဆန်တဲ့အများလူထုကိုကိုစားပြုတဲ့အစိုးရမျိုးဆိုရင်တော့ဒီလိုတကွက်ချန်မှုမကောင်းပါဘူးဒါဟာပြက်ကွက်တဲ့လူကို equality ညီမျှစွာပဲဒါတောင်တောင်ယူဖို့တောင်ရှိပါတယ်ဟုတ်ကဲ့ခင်ဗျအခုနောက်ဆုံးနေနဲ့ဥပဒေဆိုကြောက်တတ်တာပေါ့ပြည်သူအများစုကအဲ့တော့တချို့ကိုယ်အခွင့်အရေးလေးများချိုးပေါက်ခံလဲရတာကိုဥပဒေနဲ့မပတ်သက်ခြင်းဘူးဆိုပြီးတော့ထားတယ်ပြည်သူအများစုကိုဘာပြောလို့ပါလဲမသိဘူးခင်ဗျမြန်မာနိုင်ငံရဲ့တရားဥပဒေကတော့အများကြီးကိုကျွန်တော်တို့ဝေဖန်စရာတွေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းရှင်းပြောရင်တော့ဒီ အစိုးရပြောင်းနေဆိုမယ်လို့တရားဥပဒေကြီးကတော့ဒီတိုင်းကြီးပဲဟလာလက်စားမှုတွေတရားမမျှတာမှုတွေဟလာပြည်သူတူတူရဲ့အပေါ်မှာဟလာမျက်နာမမူဝဲနဲ့ဖြစ်နေတာတွေဟာဖြစ်နေတဲ့အခါမျိုးကျတော့ပြည်သူလူထုကစိုးရင်နေဆိုတာဟာလေစိုးရင်တိုက်ပါလေသို့တော်လည်းပဲကျွန်တော်တို့အခုကသတင်းမီဒီယာတွေဟာတအားအားကောင်းလာတယ် CSO အဖွဲ့အစည်းတွေလည်းအများကြီးအားကောင်းလာတယ်အဲ့ဒီအဖွဲ့အစည်းတွေနဲ့တစ်ဆင့်တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို